ငလင်ပေးပိုက်ဆံနဲ့ဝယ်ထားတဲ့လီယင်နဲ့ရုရှားမာမေမျိုးချစ်စစ်အောင်ပွဲကြီးခန်းနာကိုမိသားစုနဲ့တက်ရောက်မှုကတိတ်ထူချောက်မှုရှိမှမဟုတ်ပဲတရုတ်တမတာရှီချင်းဖြစ်နေတွေ့လို့တွေ့ညာတော်ရချောင်းမြောင်းတာတာဖြစ်သလိုငါးမြရေချိုးပြံမဲ့ခီးစဉ်ဖြစ်တယ်လို့နိုင်ငံရေးကိစ္စတွေကသုံးသပ်ကြပါတယ်။ရုရှားဖက်ဒရေးရှင်းနိုင်ငံတမတာမစ္စတာဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရရုရှားဖက်ဒရေးရှင်းနိုင်ငံမှာကျင်းပပြုလုပ်မဲ့1943 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှိရှိစေပြေထိမ့်မှန်စီပြခန္ဓာကိုတက်ရောက်ဖို့အတွက်စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လှိုင်နဲ့ဇနီးတော်ကျူကျူလာဦးဆောင်တဲ့အဖွဲ့ AB9 ရဲ့မနက်ပိုင်းကအထူးလေရင်နဲ့နေပြည်တော်တက်မတော်လေစိမ်းမှထောက်ခါသွားပါတယ်။အဲ့ဒီခီးစင်နဲ့ပတ်သက်လို့စီရေးနိုင်ငံရေးကေကေဥပဒေပညာရှင်ကျားလွတ်တော်ရှင်နေဦးကြည်မြင့်ကအခုလိုပြောပါတယ်။ဒီငုံသွားချောင်းတာကချီကြီးမင်းရဲ့တွေ့ကျင်တာဆိုတော့ငါတွေ့ပြီးရတယ်မဖြစ်ဘူးပြုတ်ပြီးဘူး ွားရင်လည်းသူကလည်းသူ့ကိုပေါ်စုံနေပြီပါရင်လည်းမကျိုးစိုးခြင်းဘူးပေါ့အဲ့တော့တရားဥပဒေလို့မဖြစ်အောင်သူကလည်းရှိချင်းတယ်နဲ့ကုသရာရင်အဆောင်ကိုကျူစားမှာပဲပေါ့နော်ကျူစားမယ်အဲ့တော့ငါမရရေချိုးပြန်တာပေါ့ဒီလိုမျိုးမရလဲမိသားစုအလဲပေါ့ဒီငရင်ပေးရရတဲ့ပတ်သက်ပြီးနေဝဲထားတဲ့နေကြီးနဲ့မိသားစုအလဲသွားကြတာပေါ့နော် အားမရညချိုးပြန်တာပေါ့အဲအဲ့သဘောပါပဲနော်သူစေတာမမြင်ပါဘူးနော်ခီးစဉ်တွင်မြောက်လိုင်က1941 1945မဟာမျိုးကြီးစစ်ပွဲကြီးအောင်ပွဲ80ပြည့်ထိမှန်ခန်းနာနဲ့စစ်စစ်တဲ့ခန်းနာတွေကိုတက်ရောက်ဖို့အခမ်းအနားကိုတက်ရောက်လာတဲ့လူတွေနဲ့တရားသိဆုံးဆွေးနွေးဖို့တွေကိုဆောင်ရွက်တမယ်လို့စစ်ကောင်စီကတော့တည်င်းထုတ်ပြန်ထားပါတယ်။အဲ့ဒီအခြေအနေတွေနဲ့ပတ်သက်လို့ CDN တက်မတော်သားအရာရှိကြီးဗိုလ်ကြီးစင်အောင်ကအခုလိုပြောပါတယ်။ ဒီနေပြည်တော်လေစိတ်ကနေသွားတာဆိုတော့ဒီအီလာကနေသွားတာပေါ့နော်အီလာလေရက်ကနေသွားတာထူးတော့မထူးကြပါဘူးအပြန်ခါကြရင်တော့ဒါကျွန်တော်တို့ဒီကိုပိုင်စစ်တပ်လေရင်ဝင်းမှာဆင်းသက်လာမှာဆိုတော့ဘာတွေပါလာမယ်ဆိုတာလေဝက်သွားတဲ့အနေအထားမျိုးပဲတွေ့ရပါတယ်ခင်ဗျာဟုတ်ကဲ့အဓိကတော့ကျွန်တော်တို့ဒီစစ်တပ်ပိုင်းစစ်တပ်ပိုင်းလေရင်ကိုမိသားစုပိုင်းလေရင်လိုကောင်းကောင်းကြီးအသုံးချသွားတာပေါ့နော်အခုဝဲပြီးပြီးချင်းပါတယ် အသာသမီးမြင်းမြစ်တစုံနဲ့ပျော်ပျော်ပါပါထွက်သွားကြတာဆိုတော့ဒီအဲ့လိုသဘောမျိုးပဲတွေ့ရပါတယ်ဗျာတရုတ်သမ္မတရှီကျင်းဖင်ကမေလ9ရက်ကနေ10ရက်ထိရုရှားနိုင်ငံကိုနိုင်ငံတော်လေပတ်ခီတွားရောက်မှာဖြစ်ပြီးရုရှားဖက်ဒရေးရှင်းသမ္မတဗလာဒီမာပူတင်ရဲ့ဖိကြားချက်အရရုရှားနိုင်ငံမော်စကိုမြို့မှာကျင်းပတဲ့မာမျူဂျစ်စစ်ပွဲအောင်နိုင်မှု80ပြည်ထိမှခန်းနာကိုတည့်ရောက်မှာဖြစ်တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရုရှားနိုင်ငံကိုချစ်ချီခီးစင်နေနဲ့တွားရောက်တဲ့စစ်ကောင်းဆောင်တဲ့အတူ သူ့ရဲ့မိမတကြူကြူလာပါဝင်တသမိတွေနဲ့မြေကြီးလိုက်ပတ်သွားခဲ့တယ်လို့နေပြည်တော်သတင်းရင်းမြစ်တွေထံကသိရပါဗျ။